တော်လိုင်းဥဆောင်အစိုးရအဖွဲ့ဖြစ်တဲ့အမျိုးသားညီညွတ်အစိုးရဟာတုံညာစတင်ခဲ့ရပြီးဒီ9နှစ်တာကာလအတွင်းတွင်းမှာအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တဲ့ကဏ္ဍတွေရှိသလိုအားနည်းချက်တွေလိုအပ်ချက်တွေလည်းများစွာရှိနေစေဖြစ်ပါတယ်။ဒီလိုလိုအပ်ချက်တွေအားနည်းချက်တွေကိုပြုပြင်ပြောင်းလဲနိုင်ဖို့အစိုးရအတွင်းမှာပြန်လည်သုံးသပ်မှုတွေတိုင်ပင်ဆွေးနွေးမှုတွေတောက်လျှောက်လှုပ်ဆောင်ခဲ့ကြပါတယ်။ အစိုးရရဲ့တွန်လိုင်းမှာဘူဟာဥတီချက်တွေကိုအောင်းအောင်းမင်းမင်းအကောင့်ထဲပေါ်နိုင်စေဖို့ပုံမူကြစ်လက်ထိရောက်တဲ့အစိုးရတရားဖြစ်ပြောင်းလဲနိုင်ဖို့လိုအပ်နေပြီဆိုတာကိုလည်းကောင်းစွာသဘောပေါက်ကြပါတယ်။ချစ်ခင်လေးစားအပ်သောတိုင်းသားပြည်သူလူထုပေါင်းတို့ခင်ဗျာပုံမူထိရောက်တဲ့အစိုးရဖြစ်စေဖို့ပုံမူအားကောင်းတဲ့စုဖွဲ့မှုမျိုးဟာမဖြစ်မနေလိုအပ်တဲ့ဆိုတာကိုလည်းကောင်းစွာသဘောပေါက်တဲ့အတွက်တိုင်းသားတော်လိုင်းအင်အားစုတွေကျေပြန့်စွာ ပါဝင်နိုင်ဖို့တွေစ조사ခဲ့ကြပါတယ်။ဒါပေမဲ့လည်းတိုင်းသက်လက်နက်အင်အားစုကြီးတွေဟာအမျိုးသားညီညွတ်ရေးအစုအမပူးပေါင်းပါဝင်ပြီးတော်လိုင်းရှစ်ခီးကိုအတူတူကဆက်ဖို့ရန်အတွက်သမိုင်းကြောင်းနောက်ခံအကြောင်းအရာများနဲ့အကန့်အသတ်များရှိနေကြပုံပေါ်ပါတယ်။ဒါကြောင့်ဒီပြည်ပင်ပြောင်းလဲလုပ်ငန်းစဉ်ရဲ့ပထမအဆင့်မှာတော့အစိုးရအတွင်းပြည်ပင်ပြောင်းလဲရေးကိုသာဥစွာဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ဒုတိယပြောင်းလဲလာတဲ့ ဒေါ်လာရဲ့အခြေအနေတွေကမြေပြင်ဆိုးမှုမှုထိန်းချုပ်နေပြီတွေမှာလက်တွေ့ကျကျစီမံအုပ်ချုပ်ရေးတွေလှုပ်ဆောင်နေဖို့နဲ့အကန့်အသတ်ရှိနေတဲ့လူဆွမ်းအားအရင်းမြစ်တွေဗန္နံငွေအရင်းမြစ်တွေကို ထိထိရောက်ရောက်နဲ့ကြစ်ကြစ်လစ်လစ်အကျိုးရှိအောင်အသုံးပြုနိုင်ဖို့အတွက်ဝင်ကြီးဌာနကို၁၇ခုမှ၁၂ခုထိလျှော့ချဖွဲ့စည်းခဲ့ပါတယ်ဒုတိယအဆင့်ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်မှာတော့ယခုကြစ်ကြစ်လစ်လစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်အစိုးရနဲ့တိုင်းသားလက်နက်ကင်အားစုတွေရဲ့ကိုစားပြုမှုတွေပုံမပါဝင်နိုင်မဲ့ပြည်သူတွေမျှော်လင့်တောင့်တနေကြတဲ့အားကောင်းတဲ့အစိုးရတရဖွဲ့စည်းနိုင်ဖို့ရည်ရွယ်ပါတယ်။တတိယအဆင့်ကတော့ Federal Democracy ဗရင်းညင်းပါလမ်းပြမြေပုံတဲကအတိုင်းအကြမ်းဖက်အစိုးအုပ်စုကိုအပြည့်အတိုင်းဖြုတ်ချပြီးနောက်အသွင်ဥပြောင်းရေးအစိုးရတရကို ဖွဲ့စည်းသွားနိုင်ဖို့ပဲဖြစ်ပါတယ်။